အင်ဒိုနီးရှားနိုင်ငံမှာမိတောင်တစ်ခု ပေါက်ကွဲသွားတာတကယ်ကိုကြောက်စရာအကြီးပဲဘာနဲ့တူတလဲဆိုရင်အတော်မစ်ဘုံကိုအပေါ်ကနေချလိုက်လို့ပေါက်ကွဲသွားပြီးတော့အပေါ်ပြန်တက်တဲ့မိခိုးလုံးဒူးတယ်နဲ့တပုံစံနဲ့တကယ်ကိုကြောက်စရာအကြီးပဲပြီးခဲ့တဲ့19ရက်နေ့6လပိုင်းအင်ကာနေ့မှာဒီအင်ဒိုနီးရှားနိုင်ငံမှာမိတောင်တစ်ခုစပြီးတော့ ပေါက်ကွဲလိုက်တာအပေါ်ပြန်တက်တဲ့မိခိုးပြလူတွေကြီးอ่ะကြီးပဲပြီးတော့အမြင့်ပေကဘလောက်ရှိတလဲဆိုရင်ခုနမိုင်ပတ်ဝန်းကျင်ထီကိုရှိတယ်လို့သူတို့ကပြောထားတယ်ဘလူရဖြစ်တဲ့ဒုတိယနေ့မှာဆိုရင်အမြင့်ပေကလည်းတမိုင်နီးပါးလောက်ထီကိုထပ်ပြီးတော့ရောက်တယ်လို့ပြောထားတယ်ဒီလိုမိတောင်ပေါက်ကွဲတာကြောင့်အဲ့ဒီအနီးနားမှာနေတဲ့ဒေတာခံရွာသားတွေရွာကနေပြီးတော့ဘေးလို့ရာကို ပြောင်းရွှေ့ပြီးတော့နေထိုင်ကြရတယ်ပြီးတော့အင်ဒိုနီးရှားနိုင်ငံဆိုတာကဘာလက်ခီးတဲတွေအများအတန်းတွားနေတဲ့နိုင်ငံမလို့နိုင်ငံတကာလီကျောင်းလိုင်းကိုပြည်တွင်းလီကျောင်းလိုင်းကိုတည်ယူပို့ဆောင်ရေးတွေရောနောက်ကြတာတို့ကျင်းဆက်ဖြစ်သွားတာတွေနဲ့ဦးတုံ့တွေးနေပါတယ်